ဒီကောင်းလေးကမိသားစုရဲ့လေးဝဲချက်ကိုဖော်ထုတ်လိုက်မှမိခင်ဖြစ်သူဟာဆက်ယုတ်ဖြစ်နေမှန်းသိလိုက်ရတယ်။ကန်ဂျီဆိုတဲ့အသက်လက်ပိုင်းလူတစ်ယောက်ဟာဆက်ယုံတစ်ခုရဲ့တာမန်လူသမားတစ်ယောက်ပါ။ဆက်တဲ့ကနေထွက်လာတဲ့ပစ္စည်းတွေကိုနေတိုင်းစစ်ဆေးရတဲ့အလို့ဟာကန်ဂျီအတွက်အရန်ကိုပြင်းစရာကောင်းနေခဲ့ပါလေ။ဒါပေမဲ့တခြားလုပ်စရာမရှိလို့အဲ့ဒါကိုပဲဆက်လုပ်နေခဲ့ရပါလေ။ကန်ဂျီရဲ့အိမ်မက်ကတော့တချိန်ချိန်ကြာရင်အရန်နံမြကြီးအောင်မြင်တဲ့ရုပ်ပြစာရေးစရာဖြစ်ဖို့ပါ။အဲ့ဒါကြောင့်လဲလှူအားတဲ့ချိန်တိုင်းမှာရုပ်ပြလေးတွေဆွဲလိရှိပါလေ။ တညမှာကန်ဂျီတယောက်ရုပ်ပြဆွဲဖို့စဉ်းစားနေတော့မှာမိခင်ဖြစ်သူဝင်လာပြီးတော့ကန်ဂျီရဲ့အတက်က30ပြည့်တော့မှာမို့လို့ရုပ်ပြတွေဆွဲရင်အချင်းကုန်မနေပဲမတိချာမီရတဲ့အိမ်မက်ကိုစွန့်လို့ပြီးတော့အလုပ်တစ်ခုတိတိကျကျလုပ်ဖို့အတွက်တိုက်တွန်းနေခဲ့ပါတယ်ကန်ဂျီရဲ့မိခင်ကရုပ်ပုံတွေကိုဆွဲယူလိုက်တဲ့အခါမှာကန်ဂျီကလည်းပြန်လူနေရင်းကနေမိခင်ဖြစ်သူကိုတွန်းလဲလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်လဲကျသွားတဲ့မိခင်ကအကျော်ဆွဲသလိုတုံကြီးလာပြီးတော့မျိုးလုံးအောင်တစ်ချက်လက်သွားပြီးငြိမ်ကျသွားခဲ့ပါတယ် ကန်ဂျီကလည်းမိခင်ကိုခွေးလိုက်တဲ့အခါမှာလက်ကြီးတစ်ဖက်ပြုတ်ထွက်လာမှမိခင်ဖြစ်သူဟာလူစက်မဟုတ်ပဲဆက်ရုပ်တရုပ်ဖြစ်နေမှန်သိလိုက်ရလို့လမောင်းကဝက်လိုလိုဆင်လိုလိုပုံစံနဲ့ယူတိုပီးယားဆိုတဲ့ဆက်ရုပ်တစ်စိတ်ကိုတွေးလိုက်ရပါတယ်။ကန်ဂျီကလည်းစိတ်ပူစွာနဲ့မိခင်ဖြစ်သူကိုလာကြည့်ပေးဖို့ဖခင်ဖြစ်သူကိုသွားပြောခဲ့ပါတယ်။ဒါမဲ့ဖခင်ဖြစ်သူကအေးအေးဆေးဆေးနေပါတာရဲ့မိအမေအိမ်မှာမရှိပါဘူးကွာဆိုပြီးတော့ပြောတာကြောင့်ကန်ဂျီလည်းပူပြီးကြောက်လန့်သွားသလိုကြောင်ဟန်ဟန်မှဖြစ်သွားရပါတယ်။ဘာလို့လဲဆိုတော့သူအိမ်ကိုရောက်လာတော့ကလည်းဖခင်ဖြစ်သူကအဲ့ဒီစကားတခုမဲပြောခဲ့တာမို့ပါ။ မိခင်ကအိမ်မှာမရှိဘူးဆိုတဲ့စကားကြောင့်တေကြတာတခုကစွမ်းနာကတွေးခဲ့တာဟာဆက်ရုပ်စစ်ဆိုတာကိုပါနောက်တည့်ရက်ကင်ဂျီအလုတ်သွားတော့တတိဖြစ်သူကရောက်လာပြီးကင်ဂျီကိုအလုတ်ကြိုးစားဖို့နဲ့ရုပ်ပြတွေပဲမရေးဖို့လာပြောခဲ့ပါတယ်အခုမှပဲအဲ့ဒီစကားကိုနေတိုင်းလာလာပြောနေတဲ့တတိကိုတတိထားမိသွားပြီးကင်ဂျီရဲ့စိတ်ထဲကတတိကပါဆက်ရုပ်ဖြစ်နေတာများလားဆိုပြီးတော့တွေးမိသွားခဲ့ပါတယ်သူ့ရဲ့ရုပ်ပြတွေကိုမဂဇင်းတိုက်စီသွားပို့တော့လေအဲ့ဒီတတိကနေတိုင်းပြောနေကြစကားကိုပဲထက်ခါထက်ခါပြောနေတာကြောင့်ကင်ဂျီတယောက်လည်းပိုဝိုးပြီးစိတ်ရှုပ်တွေးလာခဲ့ပါတယ် အဲဒါကြောင့်သူရဲ့မိခင်ဟာဆေးရုပ်တရုပ်ဖြစ်နေတဲ့အကြောင်းကိုချစ်သူဖြစ်တဲ့ကီရိုကိုပြောပြခဲ့ပေမယ့်ကီရိုကိုကတော့ရုပ်ပြရေးဖို့ဇလန်းရှာနေတဲ့ထင်ပြီးမယုံကြည်ခဲ့ပါဘူး။အဲဒါကြောင့်လဲကျနေတဲ့ဆေးရုပ်မိခင်ကိုပြဖို့အိမ်ကိုခေါ်လာခဲ့လိုက်ပါတယ်။ကင်ကြီးရဲ့ခန်းထဲမှာဆေးရုပ်မိခင်ကမရှိတော့ပေမယ့်ညာကပြုတ်ကျပြီးကွဲထားတဲ့မန်ကွဲစားတွေကရှိနေသေးတာမို့လို့အိမ်မဲမဟုတ်တာတော့တေချာလို့နေပါတယ်။ကင်ကြီးကိုကမန်ကွဲစားတွေကိုတင်းင်းနဲ့လက်ရှာသွားတာကြောင့်ကင်ကြီးကစေးထည့်ပေးလိုက်ရပါတယ်။မိခင်ဆေးရုပ်ကိုရှံပေးတော့တာကြောင့်အတန်ကြာပြီးမှတော့ကီရိုကိုကအိမ်ပြန်လာခဲ့လိုက်ပါတယ်။ လမ်းမှာတော့ကီရိုကိုဟာယူတိုပီးယားကုမ္ပဏီအကြောင်းရေးထားတဲ့စာအုပ်ကိုဖွင့်ကြည့်လိုက်ပါတယ်။ယူတိုပီးယားကုမ္ပဏီကဘာလဲ၊ဘလို့အလုပ်တွေကိုလုပ်နေတာများလဲ၊ကီရိုကိုစီမံရောဘာကြောင့်အဲ့ဒီစာအုပ်ကရှိနေရတာလဲ။တရက်ကင်ဂျီအလုပ်ကိုရောက်လာတော့ထုံးစံတိုင်းတထေးဖြစ်သူကအလုပ်တည်တည်ကြာကြာလှုပ်ဆိုပြီးတော့ပြောနေကြစကားကြီးကိုထပ်ပြောလာပြန်ပါတယ်။ကင်ဂျီကစိတ်ရှုပ်သွားချိန်မှာတထေးကဟားတိုက်ရေမောပြီးထွက်သွားတာကြောင့်ကင်ဂျီကတထေးဖြစ်သူကိုတွန်းလဲပစ်လိုက်ပါတယ်။လေကြသွားတဲ့တထေးကကင်ဂျီရဲ့မိခင်လိုပဲကြောဆွဲသလိုဖြစ်လာပြီးငြိမ်ကြသွားခဲ့ပါတယ်။ ရလုံးတစ်ချက်ရောင်လက်သွားတာမို့လို့ကင်ဂျီလက်သူ့ရဲ့တထေးကစရုပ်တရုပ်ဆိုတာကိုသဘောပေါက်လိုက်ပါတယ်။အဲ့ဒါပြင်တခြားလူသမားတွေကလည်းတထေးလဲကျသွားတာကိုဘာမှအရေးတည်ဦးမလုပ်နေသလိုရုပ်ရှားရှိရာကိုပဲဆက်လုပ်နေကြတာမို့အလုံသမားတွေအားလုံးလည်းစရုပ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ကင်ဂျီလက်အိမ်ကိုချက်ချင်းပြန်လာခဲ့ပြီးလမ်းသွားလမ်းလာတွေကိုတွေ့ပေမဲ့အားလုံးကများစရုပ်ဖြစ်နေတာလားဆိုပြီးတော့အတွေးတွေဝင်လာခဲ့ပါတယ်။အိမ်ကိုပြန်လာတော့ယူနီဖောင်းနဲ့သတင်းတယောက်သူတို့အိမ်ထဲကနေထွက်လာတာကိုတွေ့လိုက်ရပါတယ်။ ။ကင်ဂျီလည်းအိမ်ထဲကိုဝင်ကြည့်လိုက်တော့စိတ်ယုံမိခင်ကပြန်ရောက်နေပြီ။မိခင်ဖြစ်သူကလည်းပြောနေကြစကားကြီးပဲလာပြောပြန်တာကြောင့်ဖခင်ဖြစ်သူကပါစိတ်ယုံတယုတ်ဆိုတာကိုသဘောပေါက်လိုက်ပါတယ်။ကင်ဂျီလည်းသူယုံကြည်ရတဲ့သူဆိုလို့ကီရိုကိုတယောက်ထဲပဲရှိတော့တယ်ဆိုပြီးကီရိုကိုစီကိုလာခဲ့လိုက်ပါတယ်။ကန်ဂျီကလည်းသူကြုံနေရတဲ့ပြဿနာကိုပြောပြတဲ့အခါမှာကီရိုကိုကစိတ်ယုံတွေကလူတွေရဲ့နေရာစားထိုးထားတယ်ဆိုပေမဲ့ဒီတိုင်းပုံမှန်အလုပ်တွေကိုပဲလုပ်နေလို့လူပွဲစည်းကိုတဟဇာတာဖြစ်စေပါတယ်ဆိုပြီးပြောလာတာကြောင့်ကန်ဂျီလည်းကီရိုကိုရဲ့အတွေးကိုလက်မခံနိုင်ဖြစ်သွားခဲ့ပါတယ် အဲ့ချိန်မှာကီရိုကိုကကော်ဖီခွက်ကိုယူလိုက်တော့မင်းညာကလက်မှာမှန်ရှထားတဲ့ဒဏ်ရာကမရှိတော့တာကိုတွေးလိုက်ရတာကြောင့်ကီရိုကိုကလူဆက်မဟုတ်နေဘူးဆိုတာကိုသိသွားခဲ့ပါတယ်။ကန်ဂျီလည်းကီရိုကိုဆက်ကဘယ်မှာလဲဆိုပြီးတော့ဆေးရုံမကိုမေးလိုက်ပါတယ်။ဆေးရုံမကပြန်မဖြေတာကြောင့်ကန်ဂျီကတွန်းလဲလိုက်ချိန်မှာမိခင်နဲ့တတိဖြစ်သွားတဲ့အတိုင်းကြောဆဲသွားပြီးတော့ငြိမ်းချသွားခဲ့ပါတယ်။ ကီရိုကိုရဲ့လွယ်ဤထဲကနေယူတိုပီးယားကုမ္ပဏီစာအုပ်တွေ့တာကြောင့်ကန်ဂျီလဲစာအုပ်ကလိမ့်စာတိုင်လိုက်သွားခဲ့ပါတယ်။အရန်ကိုဝေးလံပြီးလူသိမ့်မသိတဲ့နေရာတစ်ခုရဲ့မြေအောက်လမ်းထဲမှာယူတိုပီးယားကုမ္ပဏီကရှိလို့နေတာပါ။ကန်ဂျီကလည်းထဲကိုဝင်သွားကြည့်တော့အဲဂျိုကော်မာလီနဲ့တွေ့ခဲ့ပါတယ်။အဲဂျိုကပဲစိတ်အိုထဲကိုခေါ်လာပေးရင်းနဲ့နေ့စဉ်လုပ်နေတဲ့အလုပ်တွေမှာပြင်းပြင်းကြီးငွေလာတဲ့သူတွေဟာအဲဒီစတဲ့မှာအိတ်ကြပြီးသူတို့ရဲ့အိမ်မက်ကဘာထဲမှာနေနိုင်စေဖို့ဒီကိုရောက်လာကြတဲ့အကြောင်းသိလိုက်ရပါတယ်။လူရန်ကသူတို့မဖြစ်ခဲ့တဲ့အိမ်မက်အတိုင်းအိမ်မက်ကဘာထဲမှာဖြစ်နိုင်ကြပြီး တရှိလောကထဲမှာနေသလိုအမြင့်စား graphic တွေနဲ့ utopia ကုမ္ပဏီကဝန်ဆောင်မှုပေးထားတာပါအဲဒီစတဲ့ကိုရောက်နေတဲ့သူတွေရဲ့လုပ်ငန်းဆောင်တာနေရာတွေကိုလည်းမလင်ဟင်းရလျောင်ကုမ္ပဏီဘက်ကနေညီပညာမြင့်စေရုပ်တွေနဲ့စာထိုးပေးထားတာပါအဲဒီကကန်ဂျီကိုမိဘဖြစ်သူတွေရဲ့အိမ်မက်တွေကိုလိုက်ပြခဲ့ပါတယ်မိခင်ဖြစ်သူရဲ့အိမ်မက်ကတော့ချမ်းချမ်းမာမာနဲ့ထက်တန်းစားတတိမကြီးဘွားမှာချမ်းချမ်းသာသာနေရဖို့ရပါဒါမဲ့သူမရဲ့နေစဉ်ဘွားကတော့အင်ရှင်မအလို့ကူတာညင်းငွေအောင်လုပ်နေရတာဖြစ်ပါတယ် ။ဖခင်ဖြစ်သူဟာသူ့ရဲ့မိသားစုကိုတော့ကောင်းမွန်စွာမကြွေးနိုင်သေးပါဘူး။အိမ်မက်ကဘာထဲမှာတရားဥပဒေတွေနဲ့လိုက်နာဖို့စီမင်းစည်းကမ်းတွေလည်းမရှိကြတာကြောင့်အိမ်နေတဲ့သူတွေဟာသူတို့ရဲ့စိတ်ကြိုက်ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြပါလေ။အဲ့ဒါကိုလက်မခံနိုင်တဲ့ကန်ဂျီကတော့အဲဒီဆက်တွေကိုထုရိုက်ပြီးမိဘတွေနိုးလောက်အောင်လုပ်တဲ့အခါမှာတော့သူ့ရဲ့အိမ်ကိုရောက်တော့ကတွေ့ခဲ့တဲ့ယူနီဖောင်းနဲ့လူကရောက်လာပြီးဖမ်းလိုက်ပါတယ်။အဲဒီမှာယူတိုပီးယားကုမ္ပဏီရဲ့ CEO ဖြစ်တဲ့သူကရောက်လာပြီးကန်ဂျီကိုလည်းအဲဒီဆက်ထဲမှာနေပြီးတစ်ခါလောက်စမ်းကြည့်ဖို့တိုက်တွန်းခဲ့ပါတယ်။ ဘလောက်တာရတဲ့ဘွားကိုရမလဲဆိုတာကိုသိစေချင်တာမို့ကန်ဂျီကိုအခါချင်းငွေမယူပဲ free AC မှာပါကန်ဂျီကငင်းမိမဲ့ AC ကိုထိုးချပြစ်လိုက်ပါတယ်အဲ့ချိန်မှာပဲကီရိုကိုကရောက်လာပြီးတော့အားလုံးကိုတားလိုက်ပါတယ်အဲ့တော့မှကီရိုကိုက AC ထဲမှာမေးရသေးဘူးဆိုတာကိုကန်ဂျီနားလေလိုက်ပါတယ်ကန်ဂျီကိုနာကျင်အောင်မလုပ်ဖို့အတွက်ကီရိုကိုကတားလိုက်ပြီးကန်ဂျီနဲ့အတူထွက်သွားဖို့တက်ရှိကဘာမှာတူတူနေဖို့ရွေးချယ်လိုက်ပါတယ်အဲ့လိုနဲ့ကန်ဂျီနဲ့ကီရိုကိုတို့တက်ရှိကဘာကြီးမှာပျော်ပျော်ရွှင်ရွှင်နေချရင်းနဲ့ကန်ဂျီကလည်းရုပ်ပြတွေကိုဆက်ပြီးရေးနေခဲ့ပါတယ် ဒီမှာတော့ရုပ်ပြတွေကိုမဂဇင်းတိုက်ကဈေးကြီးပေးပြီးဝယ်ယူလို့ထုတ်လုပ်ဖို့ပါသဘောတူမှုရတာကြောင့်ကန်ဂျီလည်းရန်နေပြောပြီးကီရိုကိုကိုလာပြောပြခဲ့ပါတယ်ယူရိုပီးယားကအဲဒီစတဲမှာအိတ်နေတပြေတော့ဒီလိုမျိုးအမှန်တကယ်အောင်မြင်မှုနဲ့ပျော်ရွှင်မှုကိုရမှာမဟုတ်ဘူးဆိုပြီးကန်ဂျီကပြောလိုက်တော့ကီရိုကိုကအခုကန်ဂျီကအဲဒီစတဲမှာပဲလီလို့ပြောလိုက်တာကြောင့်ကန်ဂျီတယောက်လန့်သွားခဲ့ပါတယ်ကန်ဂျီတယောက်အဲ့ရနိုးလာတော့တကယ်ပဲအဲဒီစတဲကိုရောက်နေခဲ့တာပါအဲဆေးထိုးကနေမှကီရိုကိုနဲ့အတူထွက်ပြေးခဲ့တာမဟုတ်ပဲအဲ့ဒီကလေးကကန်ဂျီကအိတ်ပြောသွားခဲ့တာပါ ကံကြီးလက်သူကောင်းထဲမှာတတ်ထားတဲ့ပိုက်တွေဝါယာကြိုးတွေကိုဖြုတ်လိုက်ပြီးတော့အိတ်ဆက်ထဲကနေအလံတကြားနဲ့ခုန်ထွက်လိုက်ပါတယ်။ကုမ္ပဏီကလူတွေကတားနေကြပြီမဲ့ကံကြီးကနားမထောင်ပဲ CEO အနာကတန်ချောင်းနဲ့ရိုက်ချလိုက်ပါတယ်။အိတ်ဆက်တွေကိုထိန်းချုပ်ထားတဲ့မော်နီတာကိုလည်းရိုက်ခွဲဖြစ်စီပစ်လိုက်တဲ့အခါမှာတော့အိတ်နေတဲ့သူတွေအားလုံးလည်းလန့်နိုးလာခဲ့ကြပါတယ်။ကံကြီးကအားလုံးကိုသူကယ်လိုက်တဲ့အကြောင်းနဲ့အ мян ထွက်သွားကြဖို့ပြောနေပြီမဲ့လိုလာတဲ့သူတွေတဲကနေကီရိုကိုကသူ့ရဲ့အေဂျင့်တွေရဲ့ဘဝကိုလာပြီးဖြစ်စီတဲ့ခေါင်းဆိုပြီးကံကြီးကိုဆဲလွတ်လိုက်ပါတယ်။ ။ကန်ကြီးလက်အိတ်ဆက်ထဲကလူတွေကပါဆက်ရုပ်လို့ထင်ပြီးထွက်ပြေးလာတော့ကလေးသူငယ်တွေပါမကြံလမ်းမှာရှိနေတဲ့သူတွေအားလုံးရက်တန့်နေကြတာမို့အားလုံးကဆက်ရုပ်ခင့်နေပြီးသူတယောက်တည်းကသာလူစစ်ဆိုတာကိုသဘောပေါက်သွားပါတယ်။၅မိနစ်လောက်ကြာပြီးမှတော့ခနာကကန်ကြီးရိုက်ခွဲခဲ့တဲ့မော်နီတာအော်တိုဆက်ပြန်နိုးလာခဲ့ပြီးတော့ဆက်ရုပ်တွေအားလုံးလည်းပြန်ပြီးအသက်ဝင်လာခဲ့ပါတယ်။ရုပ်ရှင်လေးကတော့ပြီးပါပြီ။တနေ့တာလုပ်ငန်းဆောင်တာတွေအကြမ်းမှာညီငွေ့နေတဲ့သူတွေအတွက်အဲ့လိုမျိုးဝန်ဆောင်မှုလေးရှိရင်တော့ကောင်းမယ်လို့တွေးမိပါတယ်။ ကံကြီးထင်နေတာကအလုံးအားအိတ်ဆက်သေးကိုအိတ်ဆေးထိုးခံထားရပြီးထစ်ထားတယ်ဆိုပြီးတော့ပါအဲဒါကြောင့်ကံကြီးကအလုံးကိုကယ်တင်ခဲ့ရပါတကယ်တော့လူတွေအလုံးဟာသူတို့ရဲ့ညီငွေပင်မစရာဘဝကနေလွတ်မြောက်ဖို့အတွက်အိတ်ဆက်မှာအိတ်ဖို့အခါချင်းငွေပေးပြီးတော့ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်အနာမအမြဲရှိပြီးကန်ကြီးဘက်ကနေရက်တီပေးခဲ့တဲ့ကီလိုကိုတောင်မှကန်ကြီးကိုပြစ်တင်ခဲ့တယ်ဆိုရင်အဲ့စ်တဲကအိမ်မက်ကဘာမှာအရန်ကူမှာကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေနဲ့တထက်သေးကြနေတာကိုတွေ့မြင်ကြရမှာပါ ရုပ်ပြရေးရင်းနဲ့သာချင်းကုန်နေပြီးကီရိုကိုကိုဂယူဆိုင်ဖို့မိနေတဲ့ကန်ဂျီကြောင့်ကီရိုကိုရဲ့အိမ်မက်ဟာကန်ဂျီနဲ့အတူတူတာတာရရာနေရတဲ့ဘဝလေးလေးဖြစ်နေနိုင်ပါ रे လူချင်းမင်းတို့ဘေးမှာတရားရုံးကကြောဆွဲနေတယ်ဆိုရင်တော့စိတ်ယုံမဟုတ်ပါဘူးအဲ့ဒါကဝယ်ယူပြန်နေတာမို့ဇွန်တချောင်းကိုသာပါဇက်သေးထိုးထည့်လိုက်ကြပါအစိုးရနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ရှိပါတယ်ခင်ဗျာ